ချင်တိုင်းဖြစ်နေတာเนาะဖြစ်ချင်တိုင်းဖြစ်နေနောက်တစ်ပုံစိုးတာကဒီလောက်ဒီတိုက်ပွဲတွေဖြစ်နေပါတယ်เนาะဟိုအရှိမတိုက်ပွဲတွေဖြစ်နေပါဆိုမှမယ်ဟိုခေါ်မလို့ရှိရင်တိုက်ရင်မှုတွေကတော်တော်များများသောတိုက်ရင်မှုတွေကစီးပွားရေးလုပ်လို့ကောင်းတော့စီးပွားရေးလုပ်လို့ဆိုတာမျိုးကယ်ရီဆွဲလို့ကောင်းတော့တိုက်ရင်မှုကပြီးစစ်လို့ရတယ်ဘယ်သူမှစစ်လို့မရဘူးစစ်ပွဲမရှိတဲ့ data တွေကလွတ်မြောက်နေတာလွတ်မြောက်နေလို့စစ်ပွဲမရှိတာကဒါမှမဟုတ်အာနာစီဒီစစ်အာနာတိုက်စစ်အာနာဒီစစ်ကောင်စီအဖွဲ့ဘာလုပ်လို့ငြိမ်ခံနေလို့ငြိမ်နေ အလိုချရမ်မြို့ပြည်သူညကိုမော်မာများအလုံးမင်္ဂလာပါ News Beat Channel ကနေပြန်မပြန်လဲချုပ်ဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ16ရက်နေ့ကျွန်တော်ညပိုင်းဗီဒီယိုတင်ဆက်မနေနဲ့နေ့ညမှာနောက်ဆုံးရရှိထားတဲ့တော်လန်တတင်းထူးတင်းကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျောင်းနဲ့သူဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်အယုံဆုံးနေတဲ့ခါတိုင်းလိုပဲတော်လန်တတင်းတို့လေးတွေကြည့်လိုက်ရအောင်နော်ပထမအဆုံးတတင်းတို့အနေနဲ့ကတော့ စကိုင်းတိုင်းမော်ရမြို့အခြေဆက်အနှုံမြို့တိုင်းစစ်ဌာနချုပ်ကိုရှက်တိုက်တုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့လို့အရာရှိနှုတ်ဝတ်ပါဝင်စစ်ကောင်စီတပ်သား9ဦးတေဆုံးပြီးတော့မှစီကိုတောင်နဲ့အရန်စစ်ပစ္စည်းကိုတောင်လည်းမီးလောင်ပျက်စီးခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ် ကျွန်တော်တို့ရှေ့ဆက်ပြေးလဲပုံမထရောက်တဲ့ mission တွေကိုဆက်လက်ဖော်ဆောင်တော့ပါမယ်လို့ပြည်သူကိုအတိပေးချင်ပါတယ် Super Mario Brave Warriors for Myanmar BW အဖွဲ့တာဝန်ရှိသူတိုးဝမ်းနေပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်။အဲ့ဒီတက်ခတ်မှုတွေမှာအရာရှိနှုန်းနဲ့အခြားအစင်စစ်တဲ့၃ဦးပွဲချင်းပြီးတည်ဆုံးခဲ့ပြီးတော့မှရာရှိ၃ဦးနဲ့အခြားအစင်စစ်တဲ့9ဦးထိခိုက်ဒဏ်ရာမှုများပြားခဲ့ပြီးတော့မှတရွန်းစေခါမှာကိုတောင်မှုခံယူနေရတယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။ဒါတော့ဗောနစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအခုလိုမျိုးကျွန်တော်တို့ပြည်သူတွေကိုရဲဆက်ဆက်တပ်ဖြတ်မှုတွေကိုအဓိကဦးစီးဦးဆောင်လို့ဆိုင်နေတဲ့စကိုင်းတိုင်းကနာမခဝင်တဲ့ကို တိုက်ဒရုန်းတွေနဲ့ဖြတ်ခါတိုက်ခိုက်ခဲ့လို့စခွေများစွာဆိုရင်တော့အခုလိုမျိုးမျိုးစာဖြစ်သွားတာပဲဖြစ်ပါတယ်။မကြာခင်မှာတော့ကျွန်တော်တို့ Edit ပို့ပြီးတော့မကောင်းမွန်တဲ့ machine တွေနဲ့သူစစ်ကောင်စီတပ်ဖွဲ့တွေရဲ့ပေါ့နော်လေတပ်တွေကို Edit ပို့ပြီးတော့မှဖြတ်ခါရှင်းနေမှုတွေလုံးဆောင်နိုင်မယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။နောက်ထပ်သတင်းတပိုးအနေနဲ့ကတော့စကိုင်းတိုင်းရွှေဘိုးမြို့နယ်အရှိတောင်ဘက်အရော်ရီမြက်တဲတောင်ကုန်းပေါ်မှာရှိတဲ့ဆယ်ပင်ကျွန်းပြည်ရွာစခန်းကိုတော်လိုက်တဖို့ဝင်ရတဲ့ပြည်မှာတိမ့်ပိုက်ပြည်တဲ့နောက်ပိုင်းမှာရွာထဲကပြည်သူ300ကျော်ကိုရွာတွင်ပေးမဝင်ခိုင်းတဲ့ဘက်နဲ့ဆစ်ဆောင်ပုံစံမျိုးနေခိုင်းပြီးတော့မှ တရင်တပ်ဖွဲ့တွေကကျွေးမွေးထားရတယ်ဆိုပြီးတော့မှကျွန်တော်တို့တည်ရပဲဖြစ်ပါတယ်စစ်ဆောင်ပုံစံမျိုးနဲ့ပေးထားထားတာကျွန်တော်တို့တရင်တပ်ဖွဲ့တွေကစီမံပေးထားတာတရွာလုံးကပြူလို့ဖြစ်နေတာဗျတချို့တွေက uniform တွေရောတွေ့တော့စီးစစ်နေရတာ အဲ့လိုမျိုးအနေထားမလို့ကျွန်တော်တို့ရတူရသားတွေကတော့ဖမ်းထားတဲ့ပုံစံမျိုးဘူးဆက်ဆောင်ပုံစံမျိုးပဲထားထားတာနေခွင်းကပြုတ်မှာစီးဆင်းနေတယ်ဆိုပြီးတော့မှရွှေဘိုခရိုင်တရင်စံကတရင်မှုဘူကောက်ယူကနေပြီးတော့ပျောက်ဆွတ်ထားတာဖြစ်ပါတယ်ဆယ်ပြကျွန်းရွာခန့်တွေနေဖို့ဆောက်ဖို့အတွက်တရင်တပ်ဖွဲ့တွေကစီစဉ်ပေးထားတာဖြစ်တယ်လို့တချို့လည်းနေဆက်ရာတည်ရှိတဲ့ရွာတွေမှာတော်ရောင်နေထိုင်တာကိုလည်းခွင့်ပြုပေးထားတဲ့ Supreme မှာကျွန်တော်နောက်ထပ်တည်ရတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ခုဆိုတော့ဗောနော်ရွှေဘိုမြို့နယ်မှာရှိတဲ့ဒီ7ကျွန်း PR စခန်းကို ကျွန်တော်တော်လန်တဖို့ဝင်နေတယ်ပြီးတော့မှအပြေးသိမ်းမအိနိုင်ခဲ့ပြည့်တဲ့နောက်ပိုင်းမှာစစ်ကောင်စီတဖို့ဝင်နောက်ထပ်စစ်ကြောင်းထိုးလာတာတယ်။လေကြောင်းတက်ခမှုတွေဆက်လို့လာမှာကိုကျိုးဆိုရင်လည်းတော့ကြောင်းမလို့ပါတော့အခုဆိုရင်ကျွန်တော်အဲ့ဒီဒေတာခံပီတိုတွေကိုကျွန်တော်ဘက်ကနေပြတော့မှာပဲကျွေးမွေးဆောင်ဆောင်နေရတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြာမှာကတော့ကိုစီကနေပြီးတော့မှ PNF စေဥက္ကဋ္ဌပြောထားတဲ့ PNO နဲ့စစ်ကောင်စီတို့ရဲ့ကျွန်တော်တို့ဒီပို့အမျိုးသားနဲ့တခြားပြည်သူတွေပေါ်မှာရုံမှာရက်ဆက်တဲ့နေလန်းတွေအကြောင်းကိုကျွန်တော်တို့အနေနဲ့ကြာမှာပဲဖြစ်ပါတယ်။ကိုစီကနေပြီးတော့မှပေါ့နော်။ဒီ PNF စေဥက္ကဋ္ဌရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာကြည့်လိုက်ရအောင်နော်။ PNO ကပြည်လေခြင်းရောမှဆေးရနာရှင်တွေကမပြည်လေခြင်းဘူးဆိုရင်ဘယ်လိုလုပ်အမှန်ဆုံးပါပဲ။ PNO ထဲမှာ PNO ရဲ့ dynamic တွေ dynamic လို့ PNO တွေမှာလှုပ်ရှားပြောင်းလဲမှုတွေအများကြီးရှိတယ်။ ဥပမာအနေနဲ့ကျွန်တော်တို့တရားပြောရမယ်ဆိုရင်ဒီ2020ရွေးကောက်ပွဲပြီးတဲ့အချိန်မှာနော်2020ရွေးကောက်ပွဲပြီးတဲ့အချိန်အဆရာတို့အားလုံးဖတ်မိလိုက်မယ်မော NLD ကကိုယ်စားလှယ်အဖွဲ့ကမော်လမြိုင်သွားတယ်မော်အဖွဲ့နဲ့အဆင်မပြေခဲ့ဘူးဟုတ်တယ်နောက်က NLD ကကိုယ်စားလှယ်အဖွဲ့ကကရားပြည်နယ်လွယ်ကော်သွားတယ်ကရားပြည်နယ်မှာလည်းအဆင်မပြေခဲ့ဘူးဒါပေမဲ့ရှမ်းပြည်ကိုအဝင်မှာ PNO ကနေပြီးတော့ NLD ကကိုယ်စားလှယ်ဖို့တွတ်ကြွေးတယ် ဒါဘာကိုပြနေတယ်လဲဆိုရင် PNO ထဲမှာအကုန်လုံးဟာကျွန်တော်တို့စစ်တပ်နဲ့ပဲပေါင်းစည်းခြင်းနဲ့ဆိုတဲ့ဟာမျိုးမဟုတ်တော့ဘူး။ဒါပေမဲ့တို့ကမလှန်နိုင်ဘူး။ဒီနေ့ PNO ထဲမှာကျွန်တော်တို့လိုပဲဗမုံစီကိုလိုလားတဲ့ဒန်းလူကြီးကိုလိုလားတဲ့ကိုပိုင်ပြထန်းခွင့်ကိုလိုလားတဲ့ကျွန်တော်တို့ PNO ထဲမှာခေါင်းဆောင်တွေရှိတယ်။ဒါပေမဲ့တို့ကအမှန်မှန်ပဲဒါအရောနော်ကျွန်တော် PNO PNO စစဲနေကြတာတိန်ကျုံစဲနေကြတာ PNO ထဲမှာလည်းမလူးတာမလွတ်တာလို့နော်ဒီအာနာရှင်လက်အောက်မှာခိုင်းသမျှကိုလုပ်နေရတဲ့ တူတွေရှိပါတယ်တကယ်တော့ပီယာနိုအားလုံးတွေအာနာရှင်ရဲ့အကြိုက်နေပေးတဲ့တူတွေမဟုတ်ပါဘူးနော်ခုနကပြောဆိုအကြောင်းကြောင်းကြောင့်ထောက်ထားမဲ့ဟာတွေကြောင့်ငဲ့ညားမဲ့ဟာတွေကြောင့်မလုပ်နိုင်တာအရှင်းမပြောခဲ့သလိုပဲနော်ပီယာနိုအနေနဲ့ညှိနှိုင်းခြင်းရင်တော့လက်ရှိပို့အင်းအားစုတွေအားလုံးနဲ့ပီယာနိုနဲ့ညှိနှိုင်းခြင်းရင်တော့စစ်တပ်ကလက်ရှိစစ်ကောင်စီကနော်စစ်ကောင်စီကမလုပ်နဲ့လို့ပြောရင်လွန်ဆန်းနိုင်တာအဲ့ဒါအဖြစ်ပဲအဲ့ဒါဖြစ်အဲ့တော့ဒီပို့ဒေတာမှာလည်းသူတို့က PNO ဒေတာနဲ့တချို့တည်းကဘာလို့ပြောလဲငါတို့ PNO ရှိလို့အဲစစ် တလင်းပြေမဖြစ်တာဒီ data အဲ့ဒီစကလုံးကိုအများကြီးတုံးကြတယ်နော်အဲ့ဒီစကလုံးတုံးမယ်ဆိုရင်ကျွန်တော်တစ်ခုပဲမေးပါမယ်အဲ့ဒါဘာလဲဆိုတော့လက်ရှိမြန်မာပြည်မှာ AR တိုင်းလိုမျိုးပေါ့ဗျာဟုတ်တယ်မလားအဲ့ဒီ data ကစစ်ပွဲစစ်မဲ့ရေးရမရှိဘူးဆိုတဲ့ကအဲ့ဒီကဒီလွတ်လပ်နေတာလွတ်မြောက်နေတာလားစစ်ပွဲမရှိတဲ့ data တွေကလွတ်မြောက်နေတာလားလွတ်မြောက်နေလို့စစ်ပွဲမရှိတာလားဒါမှမဟုတ်ရင်အာဏာရှင်ဒီစစ်အာဏာတိုင်းစစ်အာဏာဒီစစ်ကောင်စီအဖွဲ့ဘာလုပ်လို့ငြိမ်ခံနေလို့ငြိမ်နေတာလားစစ်ပွဲမရှိလို့အဲ့ဒီ data ငြိမ်ခံနေတာလား ါမှမဟုတ်ရင်အာနာရှင်ဘာလို့လို့ငြိမ်ခံနေရလို့ငြိမ်းချမ်းနေရတာအဲ့ဒါအဖြစ်ပဲအဲ့ဒါကိုမိမိရဲ့ရသိဖို့လိုပါတယ်ကျွန်တော်တို့ဒီတတိုင်းမီလုံးတော့ဒီဗီဒီယိုကြည့်ရတဲ့မြန်မာနိုင်ငံသားမှန်တယ်မြခမားနေတဲ့အိအိညာကိုစစ်ကောင်စီအာနာတိုင်းကနေစစ်ကောင်စီကမလုံနဲ့ပြောရင်ခမားလုံနိုင်မှုမရှိဘူးခမားဘာလူမျိုးဖြစ်ဘာသာဖြစ်နေမသိမြန်မာနိုင်ငံမြေပေါ်တစ်ခုလုံးတိုင်းထားတာအဲ့တော့ကိုဒေတာမှာစစ်ပွဲမရှိလို့ဆိုပြီးတော့ငါတို့ဒေတာငြိမ်းချမ်းတယ်မထင်နဲ့။ဒေတာငြိမ်းချမ်းတာမဟုတ်ဘူးငြိမ်ခံနေရတာ ဲ့တော့ဒီအာနာရှင်စနစ်ဆိုငိန်ခံလိုက်မှလားသူများလို့ကိုယ်တည်းတန်းတူလွတ်မြောက်အောင်လုပ်ကြမှာလားအဲ့ဒါလေးကိုတိဖို့လိုတယ်အချို့တလေကငိန်ချမ်းနေတာကိုငိန်အေးချမ်းနေတာကိုငိန်ရတာထင်တယ်ငိန်ချမ်းတာကိုမြန်မာပြည်မှာငိန်ချမ်းတဲ့ဒေတာမရှိဘူးတော့ရှိတယ်ဆိုရင်လာကျွန်တော်နဲ့ငါတို့ဒေတာငိန်ချမ်းမှလို့ပြောလာခဲ့လားကျွန်တော်နဲ့ကျွန်တော်အဖြေပြောပြမယ်အဲ့တော့ဒီဦးလေးပြောသွားတယ်လို့ပဲနော်စစ်ကောင်စီကကိုယ်ကငိန်ချမ်းနေတယ်တော့ပီအန်အိုအဖွဲ့တွေကတရားပြောက်က နော်ကိုပိုးလူမျိုးတွေအားလုံးစူးစီးငိမ့်ချချင်အောင်စစ်ကောင်စီကမလုပ်နဲ့ဆိုလုပ်နိုင်ခွင့်မရှိတဲ့ဘဝပဲဒါအမှန်ဆုံးပဲနော်ဒါကိုမြင်ဖို့လိုတာပေါ့ဒါဒီနေ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့ဘာကြောက်တင်လဲဆိုလို့ရှိရင်ပိုးလူမျိုးတွေမှာကျွန်တော်တကယ်ချင်းနေအများကြီးရှိတယ်တို့ data မှာဖြစ်ပြနေတဲ့အရာတွေကျွန်တော်ကြားကြည့်ရတယ်အဲ့တော့ဒီကာလမှာကျွန်တော်ကတခုပဲဖြစ်နေချင်းအဲ့ဒါပါလေလူမျိုးတိုင်းကအဖွဲ့ကိုကွဲနေတာပေါ့မလို့ချင်းဘူးလူမျိုးတိုင်းကအင်အားတစ်ခုတစ်ခုတစ်ခုနဲ့တောက်တောက်တင်းတင်းရှိနေချင်းတယ် ပိုးဆိုတဲ့ပိုးတွေအားလုံးကတစုတစ်ဖွဲ့တဲ့စီစီလုံးလုံးလေးတလူဖြစ်နေကျင်တယ်။ကရင်ဆိုတဲ့ကရင်တစ်ဖွဲ့တဲ့စီစီလုံးဖြစ်နေတယ်။အညာဒေတာဆိုတဲ့အညာဒေတာအဖွဲ့တွေကွဲနေတာမလို့လား။ဒါမှမဟုတ်ကျွန်တော်တို့ကလမ်းမှောင်ရောက်မှာဖြစ်တယ်။ဒါကြောင့်မို့ဒီဗီဒီယိုဖိုင်လေးကိုအပြုလို့ဆောင်ပြီးတော့နားထောင်ပေးပါလို့တိုက်တွန်းချင်ပါတယ်နော်။ဒီမှာကိုစီပြောထားသလိုပဲပေါ့နော်။ကျွန်တော်တို့ခုဆိုတော့ ဒီပီနိုထဲမှာတောင်မှကျွန်တော်တို့ဘက်ကိုလိုလာတဲ့တော်လန်ဖွဲ့အစည်းတွေရှိပေမဲ့သူတို့အနေနဲ့စကွန်စီနဲ့သူတို့ခေါင်းဆောင်တွေကနေပြီးတော့မှသဘောတူညီချက်များစွာနဲ့ပေါ့နော်ချိုးစစ်ဖွဲ့တွေလုံးနေကြလို့မဖီစာနိုင်ပဲနဲ့အခုလိုမျိုးကျွန်တော်တို့ပြည်သူတွေပေါ်မှာဆက်လက်ရုံးမဖို့သူတို့အနေနဲ့အောက်ချုပ်ခံပြီးတော့မှလုံးနေရတယ်ဆိုတဲ့သဘောမျိုးတွေဒီကျွန်တော်သိရတာပဲဖြစ်ပါတယ်ပီနိုဟာဆိုတော့ကျွန်တော်အရင်ရက်တွေတုန်းကပဲ PNL ရဲဘော်၅ရောက်ကိုတက်ဖြတ်ခဲ့တဲ့အမှုတွေလည်းစစ်တိုက်ဆူဆူလို့ရဲစုံမှုပေါင်းများစွာကျွလွန်ထားတာမို့လို့ပေါ့နော်အခုဆိုရင်ကျွန်တော်တို့ဒီ JFF ကနေပြီးတော့မှသူတို့ရဲ့ရဲစုံမှုပြမှုတွေအတွက်ပြန်ပြီးတော့မှနိုင်ငံတကာ ာဖွဲ့စည်းတွေကိုတင်ပြထားတာပဲဖြစ်ပါတယ်ဘလိုပဲပြောပြောစစ်ကောင်စီနဲ့အကျိုးသူစည်းပွဲလို့ပြထမပီတူရဲ့ဘဝကိုခြာနေနေကြတဲ့ကျွန်တော်တိုင်းသားလူမျိုးစုသူတွေအဖွဲ့စည်းတွေများစွာရှိတယ်ဆိုတော့လည်းကျွန်တော်တပီတူမှာသိရတာမလို့ပါနော်အခုချိန်ကတည်းကကျွန်တော်ပီတူရဲ့ဘက်ကနေပြထမလက်ကမ်းကြိုးဆုံနေတဲ့အချိန်မှာပဲသူတို့အနေနဲ့မြန်မာပြည်တော်မှာကျွန်တော်အားလုံးရဲ့ဘဝရင်သူဖြစ်တဲ့ Facet Anation လူတစုတွေကိုဖြိုချနိုင်ဖို့ဝိုင်းဝန်းစ조사ရတော့မယ့်အချိန်ပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပွင့်ဖြူမျိုးနဲ့မှာအများပြည်သူပိုင်လက်မြေတွေကို ကွေးရိုက်ပြီးတော့မှပေါ့နော်ရောင်းစားနေတဲ့အုပ်ကြီးတကောင်အကြောင်းတင်ဆက်ထားတဲ့သတင်းလေးကျွန်တော်စစ်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်ဒီကမှာတော့ဒေါ်နာတီဗီရဲ့ပြည်သူ့ဂျာကပြည်သူ့စကားအစီအစဉ်အနေနဲ့ပွင့်ဖြူမျိုးကပြည်သူ့တော်ရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။မကွေတိုင်းမင်းဘူးခရိုင်ပွင့်ဖြူမျိုးနဲ့ကံပြည့်အုပ်စုကံပြည့်ကြီးရွာအုပ်ချုပ်ရေးမှူးဦးသိန်းထေဟာကြီးရွာကအများပြည်သူပိုင်လမ်းမြေတွေကိုအကွက်ရိုက်ပြီးရောင်းစားနေပါတယ်။ပွင့်ဖြူမျိုးနဲ့အုပ်ချုပ်ရေးမှူးဦးအောင်မြတ်ခိုင်ကို တိုင်စာပို့လဲဘာမှမထူးခြားခဲ့ပါဘူး။ အုပ်ချုပ်ရေးမှူးကိုသိန်းထေဟာခြေရွာသူခြေရွာသားများကိုလည်းစစ်မှုထမ်းဥပဒေအကြောင်းပြပြီးချိန်ချောက်ထားတာကြောင့်ဘသူမှဆက်မပြောရကြပါဘူး။ရွာသူရွာသားတွေအနေနဲ့ဘသူကိုတိုင်ကြားရမလဲလဲမသိတော့ပါဘူး။လမ်းမြေတွေကိုလမ်းမြေအတိုင်းပြန်ရရင်ခြေနဲ့ပါပြီ။အထက်လူကြီးများသိရှိနိုင်အောင် တင်ပြပေးစီလိုပါတယ်လို့စာရေးသားပေးပို့လာပါတယ်ရှင်။ပြည်သူများအနေနဲ့ကျမတို့ဒေါ်နာရဲ့ပြည်သူကြားကပြည်သူစကားအစီအစဉ်မှာနင့်နာမှုတွေနဲ့အခက်အခဲတွေအတွက်ရင်ဖွင့်ခြင်းနဲ့ဆိုရင်ဆက်ဘောက်ကနေတစင်စပေးပို့ပြီးပါဝင်နိုင်ပါတယ်။ ဖေးပို့လာသူတွေရဲ့အချက်လက်တွေကိုပောက်ချမှုမရှိအောင်ကျမတို့အခွေသားတွေကလို့ဝယ်ပေးထားမှာပဲဖြစ်ပါရဲ့ရှင်။ လမ်းမြေတွေတော့မှခွေးရောင်းပြီးတော့မှဒီကိုကျိုးရှာနေတဲ့ဆိုကြဲကောဒီကောင်တွေဆေးတဲ့ဘလောက်ထိရုံမအောင်တန်းကြနေလဲဆိုတော့ကျွန်တော်ထပ်ပြီးတော့မှသိရတာဖြစ်တယ်အခုလိုမျိုးထိုင်းတိုင်းချက်တောင်းချမ်းပြီးတော့မှဖီတိုတွေကိုမဆာမနာဆက်လက်ပြုမှုနေတဲ့စကောင်စီခန့်အုပ်ချုပ်တွေအရဆိုတော့ကျွန်တော်တလန်ရဲဘော်တွေကနေပြီးတော့မှပြက်ရှင်းနေတဲ့မရှင်တွေလည်းအခုဆိုဆက်တိုက်ဆက်စလို့လို့ဆောင်နေတာပဲဖြစ်ပါတယ်မကြခင်မှာတော့ဒီ OG ဘယ်ဘောရောက်တော့မလဲဆိုတော့ကျွန်တော်ဆုံးချက်မှာဖြစ်ပြီးတော့မှမြို့ဘပီတိုတွေအနေနဲ့ကိုရက်ကိုဒေတာတွေမှာအခုလိုမျိုးတွေးဆပြီးတော့မှပါနော်ထိုင်းတိုင်းချက်တောင်းချမ်းနေကြတဲ့အုပ်ချုပ်ရေးမှုတွေပြီးတော့မှပြူစောထိတွေရှိတယ်ဆိုတော့ နေဆက်ရာတက်ဆိုင်ရာတော်လိုင်းတဖွဲ့ဝင်တွေစီမှာအမြန်ဆုံးတရင်ချလင်းနဲ့သူကပေးပို့ပြီးတော့မှတောင်းခံလို့ရတယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီနေ့ကနေထပ်ပြီးတော့မှပြောလို့ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့စစ်ကောင်စီဘက်မှကိုမောင်မောင်ကနေပြီးတော့မှမြောက်လိုင်းတို့အဆွေရဲ့ဒီတောက်တုံးမချောင်းမှုတွေနဲ့သူအခုဆိုရင်တက်တန်းရှုံးနေရတဲ့ viewer တွေနဲ့အောက်ရှိတသားတွေအညာခံနေရတယ်ဆိုတဲ့အကြောင်းကိုပေါ်ကွယ်ပြောဆိုထားတာဖြစ်ပါတယ်။သူဘယ်လိုမျိုးခြေခွက်လည်းမဲဆိုင်လည်းပြောဆိုထားမလဲဆိုတာကျွန်တော်စပီရမှာကြည့်လိုက်ရအောင်နော်။စစ်တပ်ကြည့်လိုက်တဲ့ခါကျတော့လေဟိုဘယ်လိုခေါ်လဲဆိုတော့ရာရှိတွေအားလုံးကလည်း နော် without car လောက်စားမဲ့သူနော် gate ဆောက်စားမဲ့သူနော်ပြောလို့ရှိရင်ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ပစ္စည်းတွေခိုးရောက်မဲ့သူနော်ပြောပြီနော်တက်တာတွေဘယ်လိုအမျက်ထုတ်ဖို့ပဲစဉ်းစားနေတဲ့သူပြီးရင်ထောင်လိုင်းရေးကြည့်လိုက်တဲ့ခါကျတော့လေထောင်လိုင်းရေးအလုပ်ကိုလုပ်ဖို့ဆိုတာလည်းစားလို့ရှိရင်နော်ဟိုမူရစီဘယ်လိုရောင်းစားရမလဲဘယ်မှာခေါ်မလဲဆိုလို့ရှိရင်ဘယ်ဘယ်နှလုံးထီတိုင်းကိုဘယ်လိုကောက်ရမလဲဟဲ့လားဘယ်လိုမျိုးတွင်ဖန်ရမလဲဆိုတာပဲချောင်းနေတာတော့တွေ့ရတယ်အဲ့တော့စစ်တပ်ရဲ့အောက်ခြေမှာဖြစ်ချင်တိုင်းဖြစ်ပြီးလုပ်ချင်တိုင်းလုပ်နေကြတယ်အဲ့တော့ တင်းကကျွန်တော်တို့ကဟိုဘယ်လိုခေါ်မလဲဆိုတော့ကြိလိုက်တိုင်းမှာတိနေပြီနော်တိနေပြီအဲဆာယာဖဆိုဆာယာဖကလာစစ်ဖက်ရပ်ဖက်ဆက်ဆိုင်ဒါထောက်လိုင်းရေးပဲတနည်းအားဖြင့်အဲ့ထောက်လိုင်းရေးတဲ့ကြိလိုက်ဘယ်ထောက်လိုင်းရေးမှယုံလို့မရလဲဆိုတဲ့ပုံစံလေးတွေဖြစ်နေနော်အာခေါ်မလဲဆိုလို့ရှိရင် KDB မှာ K ရောင်းတဲ့သူနဲ့နော်ချဲတိုင်းနှလုံးတိုင်းလေးလိုက်ကောက်နေတဲ့သူနဲ့ဟဲ့လားအဆိုင်ရဖအသေးစားလေးရဒီလောက်လေးစားလို့ဆိုင်ရဖအကြီးကြီးရယုံကြည်ရမှန်းမဲ့ဆိုင်ရဖအကြီးကြီးဖြစ်တဲ့ဒီအပွင့်ကြီးအခက်ကြီးတွေကလည်းဒိုင်ကြီးကြီးကြီးစီကစားတာเนาะသူတို့ကသူတို့ပါစပ်ဆန့်တဲ့ဟာကိုစားတယ်အောက်ကလည်းဘယ်လိုဖော်မလို့ဆိုရှင်သူတို့ဆန့်တဲ့အရာကိုသူတို့စားတယ် နော်စားတဲ့ခါကျတော့အားလုံးကပါးစားဟပြီးနေရာရာတို့တခုရရင်နိုင်ငံကောင်းကျိုးနော်ပြည်သူကောင်းကျိုးအတွက်ဆောင်ရွက်ဖို့ဆိုတာလည်းဆိုလို့ရှိရင်အဲ့လိုမျိုးဆောင်ရွက်ချင်တဲ့သူကတက်တော်လေးပေါ့ပေါ့နော်ဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ရှားတဲ့ပုံစံမျိုးတွေဖြစ်လာတယ်နော်စောနာကလိုမျိုးပေါ့နော်ပါးစားဟပြီးစားမယ်ဆိုတဲ့ဟာတွေကနေရာတခုရရင်စားဖို့တော့ချောင်းနေတဲ့သူတွေတော်တော်များများတာလင်းသွားတွေ့နေရတယ်နော်အဲ့တော့ဖြစ်ချင်တိုင်းဖြစ်နေတာနော်ဖြစ်ချင်တိုင်းဖြစ်နေတာနောက်ထပ်ပုံစိုးတာကဒီလောက်ဒီတိုက်ပွဲတွေဖြစ်နေပါတယ်နော်ဟိုအရှိမတိုက်ပွဲတွေဖြစ်နေပါဆိုမှမယ် လို့ခေါ်မှဆိုရင်တယင်းမှုတွေကတော်တော်များများသောတယင်းမှုတွေကစီးပွားရေးလုပ်လို့ကောင်းတော့စီးပွားရေးလုပ်တယ်ဆိုတာမျိုးကယ်ရီဆွဲလို့ကောင်းတော့တယင်းမှုကဘူးစစ်လို့ရတယ်ဘယ်သူမှစစ်လို့မရဘူးအဲ့တော့ဟိုဘလခေါ်မှဆိုဒီငွေချီစံနေတဲ့စစ်တပ်ကြီးကဖြစ်ချင်တိုင်းဖြစ်နေတယ်စစ်တိုက်တကယ်တမ်းတိုက်ချင်းခိုက်ချင်တဲ့သူတွေကရှားလာတယ်နော်အဲ့တော့ဘာလို့ ਆ မဆိုလို့ရှိရင်စစ်ကိုစစ်နဲ့တူအောင်တိုက်ဖို့လိုပြီအဲ့တော့စစ်ကောင်းဆောင်ကိုကြည့်လိုက်တဲ့ခါကျတော့လေစစ်ကိုသူ့ကိုကဘလခေါ်မှဆိုစစ်တပ်ကအယုံကြည်မရှိတော့ဘူးသူ့ရဲ့စစ်ရေးဥဆောင်မှုကိုဦးမင်းအွန်လိုင်းရဲ့စီရေးဥဆောင်မှုကိုအောက်ခြေစစ်တီရဲ့အယုံကြည်မရှိတော့ဘူး။ဘာကြောင့်လဲဆိုတော့ ။တဘုံစခန်းနေတဘုံကတိုက်မယ်လို့ပြောရတယ်။တဘုံကစခန်းနေကိုတိမ့်တိမ့်သွားတယ်နော်။တိမ့်နေပြုံအဲ့စခန်းနေအောက်ချီကထိုးကျွေးထားတာတွေအများကြီးဖြစ်နေတယ်။အဲ့တော့တဘုံကိုရေလိုလလိုဆက်ဆံနေတယ်။နေလိုမီလိုဆက်ဆံမယ်အစားရေလိုလလိုဆက်ဆံတဲ့ခါကျတော့သူ့ကိုယုံကြည်မရှိတော့။ယုံကြည်မရှိတဲ့ခါကျတော့စစ်တရရတဲ့စစ်သားကစစ်သားစိတ်ဝင်တော့ဘူးနော်။အဲ့တော့ခေါင်းဆောင်ကစစ်ဘလူးစိတ်မှာလောင်းလောင်းနေခေါင်းဆောင်ဆိုတော့အများကြီးပြောနေလို့ inspirational leadership လို့ခေါ်တယ်။ကိုယ့်ရဲ့သွေးကြောင်နေတာနော်ပြောလိုက်ရ။ကိုယ့်ရဲ့စစ်တီအားလုံးကိုကိုကအဲဘလို့ဟောမလို့ဆိုရှင်အတိုင်းအတာတစ်ခုထိပေါ့နော်။ဟို mute စိတ်တက်မြင့်တည်ပေးနိုင်တဲ့သူ တူယူလေးစားလောက်တယ်စီရအပြစ်စစ်သားကစစ်သားကပဲတူယူမှာနော်စစ်သားကအောက်ချီစစ်သားတွေဟာငါတို့စစ်သားငါတို့စစ်ဘုတ်ကြီးကဟာငါတို့ရဲ့ကာကြူကြီးကပြောလိုက်ပြက်တယ်ကွာဟာလားငါတို့စစ်ဘုတ်ကြီးကတကယ်လေးစားလောက်သူ့လိုမျိုးငါတို့စိတ်ဓာတ်မျိုးရှိရမချမယ်ဆိုတော့စိတ်ဓာတ်မျိုးစစ်သားစိတ်ဓာတ်ရှိရမယ်အဲ့လိုမဟုတ်ဘူးခေါင်းဆောင်ချိတဲ့ခါကျပြုံးကြည့်ပြီးနဲ့နော်ပြုံးကြည့်ပြီးနဲ့ဒီမမထုံတစ်ထည်းနဲ့နော်ဘာလို့ချိန်ကျွတ်တော့မသွားတဲ့ပုံစံမျိုးဖြစ်နေကျွန်တော်တို့ကြည့်ရတာလေကျွန်တော်ဒီစကားမျိုးပြောနွားရှိထုံကျူးရတယ်လို့တခါကြားတယ်နော်နွားရှိထုံကျူးရတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့ ူ့ကိုကြည့်ပြသူ့ရဲ့စီရေးဥဆောင်မှုကိုဘယ်စစ်သားမှမယုံတော့ဘာကြောင့်လဲဆိုတော့သူ့ကိုယ်တိုင်စီပွားရေးသမားစီပွားရေးသမားဆိုအောက်ချင်သူ့လိုမျိုးဘယ်လိုခေါ်မလဲသူသူ့အတူယူမယ်ဟိဆိုရင်နောက်တဲ့စစ်သားလည်းစီပွားရေးသမားစစ်သားတွေလည်းပေါ်လာမှာဖြစ်တယ်စီပွားရေးသမားစစ်သားတွေလည်းပေါ်လာမှာအဲ့တော့စစ်ကောင်းဆောင်နောက်တဲ့စစ်ကောင်းဆောင်လည်းသူခန့်တဲ့စစ်ကောင်းဆောင်လည်းတော်တော်များများလေစီပွားရေးလို့ခုလာပဲချောင်းနေတယ်เนาะအဲ့တော့ဒါဘယ်လိုခေါ်မလဲဆိုတော့ခေါင်းကဒီလိုပုံစံမျိုးနေပြမှာတော့အောက်ချင်ကဒီလိုမျိုးလိုက်နေဒီလိုမျိုးပဲစဉ်းစားတော့မယ်เนาะအဲ့တော့ခင်ဗျားတို့စဉ်းစားတဲ့တိုင်းမကြည့်ကြတော့ဟုတ်လားခင်ဗျားတို့လည်းမှန်နေပြန်เนาะဟုတ်ဒါပေမဲ့ institution တစ်ခုအနေနဲ့ပေါ့ဗျာနော်စစ်မှန်နေမလို့ဒါထလောက်ရေလောက်လိုက်မယ်စိတ်ထဲကတကယ်စေတနာပါလို့လုပ်နေတယ်ဆိုတော့တော်တော်ရှားတယ် ကြောင်ကြတော့ပါနော်အခုဆိုမြောက်လိုက်ကိုရိန်ကနေပြီးတော့မှခူချိုးချပြီးတော့မှတက်လူခိုက်လို့စိတ်လုံးဝမရှိတော့ဘဲနဲ့သူ့အချိန်တသားတွေကိုထိုးချွနေပြီဆိုပြီးတော့မှဝန်ခံပြောကြားလိုက်တာဖြစ်တဲ့ဒါကတော့စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ COC စနစ်ပြစည်းနေတာဖြစ်ပြီးတော့မှသူတို့တရွင်ယူရင်ပြစည်းမှုတွေလည်းများစွာကြုံတွေ့နေရတဲ့ဆက်တဲ့အကြောင်းတွေကိုကြိုးရထပ်ပြီးတော့မှကြားနေရတာပဲဖြစ်ပါတယ်အခုဆိုတော့ဂျိုးနယ်ကျိုးသူစီးပွားတွေရှိနေတဲ့ပေါ့နော်ချက်ဖြူမျိုးတွေမှာလည်းစစ်ကောင်စီတပ်ဖွဲ့များစွာတည်ဆုံမှုတွေနဲ့သူဒီအလေးဝင်တာတွေလည်းများစွာရှိနေတာမို့လို့ကျွန်တော်ဘက်ကနေပြီးတော့မှအံပွဲတွေရရှိနေတာပဲဖြစ်ပါတယ် ကျွန်တော်တို့အားလုံးကြားထားသလိုပဲပါနော်ဒီပြောင်းကြီးပြောထားတဲ့အတိုင်းဆိုရင်တော့စစ်ကောင်စီတပ်ဖွဲ့တွေအရာရှိတွေကစားလို့မွေးစရီအောင်ပြီးတော့မှဒီနှလုံးချဲတိုင်းစတာတွေကိုကိုယ်တိုင်ကိုကြတဲ့ဝင်းနီလာတွေနဲ့လှုပ်ဆောင်နေကြတာမလို့ physics အာနာရှင်လူသူတွေရဲ့ယွင်းပစ္စည်းနေတဲ့သူတွေရဲ့အုပ်ချုပ်ရေးရန်တွေတွေနဲ့ဒီကိုကျင့်တရားတွေကိုကျွန်တော်ထပ်ပြီးတော့မှသိရတာပဲဖြစ်ပါတယ်ဒီပြောင်းကြီးပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြည့်ရှုနေကြတဲ့မိဘပြည်သူတွေဘက်ကနေပြီးတော့မှလည်းကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပိုးနေတဲ့အပါသမီးစစ်ပွဲမှာကနေပြီးတော့မှ A နဲ့ PDF တပ်ဖွဲ့ဝင်တွေ ARD တိုင်းထဲမှာထိခိုက်တိုက်စုံမှုတွေများနေတယ်ဆိုပြီးတော့ပုံစံမျိုးနဲ့ပေါ့နော်ပြောလို့မျိုးစပြောဆိုထားတဲ့အားလေးကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင် အရာရီတိုင်းအတွင်းဝင်းလံတဲ့နေရာတွေမှာမကျန်းစာတင်ကြောင်းများဖွင့်လှစ်ဖို့မေလခရဲကတက်ဆိုင်ရာကစီစဉ်ခဲ့ပါတယ်။ကွာငတိုင်းချောင်းလမ်းမြောင်ဖက်ပတိန်မုံရွာလမ်းအနောက်ဖက်ရိုးမတောင်ချေအနီးမီသေးဖုတ်တစ်ဝါခုတ်ရွာငယ်လေးတွေမှာ AAPDF တွေဝင်ထွက်နေတဲ့အတွက်တက်ဆိုင်ရာကလုံခြုံရေးကို PPCC ဆောင်ရွက်ဖို့ဒေသခံတွေကဆန္ဒရှိခဲ့ပါတယ်။ဒါကြောင့်မို့ဇွန်10 17 17 23ရက်နေ့အထိနယ်မြေအတွင်းတက်ဆိုင်ရာကစစ်ကြောင်းထိုးနယ်မြေစုံမှုမှုတွေပြုလုပ်ခဲ့ပါတယ်။အဲ့ဒီရက်က344ကမနာရန်တစ်ခုပေးနေတဲ့အပြင် ်တက်ပြင်းညောင်စမ်းထိထွက်ပြီးဖြစ်တယ်လို့သိရှိရပါတယ်။လေကြောင်းကနေလည်းပတ်ပြီးတော့ဟိုပတ်နေတယ်လို့သိရှိရပါတယ်။ကြုံပြော်ကနေလည်းပြစ်ကူပေးနေပြီးတော့ AA PDF 200ကျော်တေဆုံးတက်ဆုံးခဲ့ပြီးတော့40ကျော်အရှင်ဖမ်းမိကြအောင်တရင်ရရှိပါတယ်ရှင်။ပတိန်မုံရွာလည်းအနောက်ချက် ARD တိုင်းရုံးမတောင်ချီမှာ AA ကခြေကုပ်ရသွားပြီးဆိုတာတရင်အမှားပဲဖြစ်ပါတယ်ရှင်။အဲ့ဒီတရင်အမားကိုလည်းဆယ်လီတယောက်ကတစ်ချိန်လုံးလွင့်နေတာဖြစ်ပါတယ်ရှင်။တောင်ချီမှာအေအေကခြေကိုရတာပြီဆိုတော့အဲ့ဒီတရင်ကိုလေတရင်မားကိုဟို အရန်နဲ့မကြည့်တဲ့တရားကတွေ့နေတုံးလေးလေးနဲ့ဘာမှမဝေးတဲ့တီတာကုန်းပြေအနီးရွာသားကြီးအထကကွယ်အဲ့ဒီအထကကွယ်ကအိယာရီတိုင်းအတွင်းမှာအကောင်းဆုံးဆူရတာတဲ့အကြောင်းပဲဖြစ်ပါတယ်ဖန်ခါပင်ကွင်းကြောင်းညောင်မင်သားနဲ့ကြောက်ခဲအလကခွဲကြောင်းများဖွင့်လှစ်ပြီးစာတင်ကြားနေတာကိုကြည့်ချင်းအဖြစ်အဲ့ဒီဒေတာမှာတိုက်ပွဲမရှိဘူးဆိုတာသုံးသပ်နိုင်ပါတယ်ရှင်အေအေတွေကခြေကုပ်ယူထားနိုင်မှာတော့ငါးတောင်းချောင်းမြို့တမြို့လုံးကပြေးပြီပေါ့ဘယ်သူမှတော့ရှိမှာမဟုတ်တော့ဘူးအခုလိုတရင်မားတွေတင်ဆက်တဲ့သူတွေရဲ့တရင်ပေးတွေဟာနွားခိုးတစ်ခိုးတဲ့ မှောက်ခူရင်းစီရရတဲ့တရင်တွေဖြစ်နိုင်ပါတယ်ဘသူတွေကဖျဲသီးပါဆိုပြီးဘိုင်နိုင်တက်ပြီးတော့ပြောတာလဲအဲ့ဒီတရင်ပေးတဲ့လူတွေနဲ့မကြည်တဲ့လူတွေအတွက်ခြောက်တွန်းတဲ့တရင်တွေလည်းဖြစ်နိုင်ပါတယ်မိမိကိုယ်တိုင်မသွားဘဲနဲ့ပေါ့နော်ဘိုင်နိုင်နဲ့တက်ပြီးမပြောသင့်ပါဘူး ERI တိုင်းဟာအစ်စ်ပြက်ကြချစားမှုအ ਨੇ ဆုံးဖောက်ခွဲဖြက်စီးတက်ပြက်ခံရမှုအ ਨੇ ဆုံးစစ်ဖက်အရက်ဖက်ဟန်ချက်ညီညီဆောင်ရွက်နိုင်ဆုံးတိုင်းတစ်ခုပဲဖြစ်ပါလိမ့်ရှင် ပြောလိုက်တဲ့အရင်တော့ပေါ့နော်သူတို့အယောက်လေးတန်းကငင်းချမ်းပါတယ်အခုဆိုရင်စမစ်ဖြစ်ပေါ်မှုလုံးဝမရှိဘူးဆိုပြီးတော့ပြောဆိုနေပြင်မဲ့ A နဲ့ PDF တက်ဖို့မလဲတိုင်းလုံးတိုင်းဆစ်စင်ရဆိုတော့ every time မှာလည်းအမျိုးမျိုးတွေရရှိနေတာပြီးတော့မှကျွန်တော်တို့အမျိုးသားတုံးလေးလေးကိုရရှိဖို့နှိစက်နေတာပဲဖြစ်ပါတယ်စစ်ကောင်စီတက်ဖို့မလဲတော့ကျွန်တော်အလုံးကြားထားသလိုပဲဒီငါတိုင်းချောင်းတာပေါင်းစားတဲ့မြို့နယ်တွေမှာဆိုတော့ပေါ့နော်ကြာဆုံများစွာနဲ့တက်ဆုပ်ပြေးမှုတွေများစွာရှိနေတဲ့အပြင်အခုဆိုရင်သူတို့အနေနဲ့ကတော့လူမျိုးဆိုရှယ်မှုတွေဖုံးပြီးချင်းလုံးလို့ကို A နဲ့ PDF တက်ဖို့မလဲနေရာကျော်တော်မှ တည်ဆုံးခဲ့တယ်ဆိုတဲ့ပုံစံမျိုးတွေအထိပြောလင်းမျိုးစာချင်းထက်ပြောဆိုနေတာပဲဖြစ်ပါတယ်။နာရီယိုကြီးချမ်းဘက်စကောင်စီတပ်ဖွဲ့တွေကတော့သူတို့ရဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ပတ်သိမ်မျိုးမှာတောင်းပါပေါ့နော်။လုံအောင်ကိုလုံခြုံမှုမရှိတော့ဘူးဆိုတဲ့သဘောမျိုးတွေအထိကျွန်တော်တို့နောက်ထပ်ကြာတိနေရတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပိုးအနေနဲ့ခေတ်တက်တဲ့တင်တပိုးလေးနားထောင်ချစ်လိုက်ရအောင်နော်။ မကွေးတိုင်းပခုတ်ကူမြို့နယ်ကအောင်သာကျေးရွာပြူစောတိစခန်းကနေပြူစောတိတူဟာသူ့ရဲ့မိသားစုပါတပါးတဲ့ခေါ်ချလာပြီးတော်လိုင်းတတွေ့စီမှာလက်နက်နဲ့အတူအလင်းဝင်ရောက်လာတယ်လို့အေယာဒေါင်းတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တကိုပြောပါတယ်။ဒါကတော့ဇော်လာစနေနေ့ကပဲပခုတ်ကူမြို့နယ်ကအောင်သာပြူစောတိစခန်းမှာရှိတဲ့ပြူစောတိတူဟာသူကိုင်ဆောင်နဲ့ဂျီသူရီအမျိုးစားတန်းတဲ့အတူကလေးငယ်တွေပါပါတဲ့သူ့ရဲ့မိသားစုကိုပါတပါးတဲ့ခေါ်ချလာပြီးတော်လိုင်းတတွေ့စီမှာအလင်းဝင်ရောက်လာတယ်ဆိုပါတယ်။ အဲ့လိုခလေးငယ်တွေပါပါတဲ့မိသားစုပါခေါ်ချလာပြီးအလင်းဝင်လာတဲ့ပြီးစော်တီကိုတော်လိုင်းတဲ့တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစိုးစောင့်ရှောက်ပေးထားပြီးလက်နက်ပါပါလာတဲ့အတွက်စုငွေ730ကိုပါချိမြင့်ပေးထားပါတယ်လို့အေယာဒေါင်းတပ်ဖွဲ့ရဲ့တာဝန်ရှိသူတွေကပြောထားပါတယ်ခင်ဗျ ဒါတော့ဒီလိုမျိုးပေါ့နော်ကျွန်တော်တရင်တွေနေ့စဉ်နဲ့မျှကြားနေရတဲ့ပုံစံမျိုးတွေပဲဖြစ်ဖြစ်မှာခုဆိုတော့ဘဟုကုမျိုးမှာရှိတဲ့အွန်တာပြူစော်ရီစကားနဲ့ပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်ပြူစော်ရီတကောင်ရဲ့မိသားစုအနေနဲ့သူအလင်းဝင်လာတဲ့တရင်ပဲဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့စစ်ကောင်စီတပ်ဖွဲ့အနေနဲ့အောက်ခြေမှာရှိနေတဲ့နန်းစီဒီယမ်တွေပြီးတော့မှပြူစော်ရီတွေနဲ့ပေါ့နော်အုပ်ကြီးတွေကိုလည်းအများဆုံးလေးဝင်ကြဖို့ဖိတ်ခေါ်နေကြတာမို့လို့အခုလိုမျိုးလေးဝင်ကြတဲ့လူတွေကတော့စောစောလူဖြစ်စောတယ်လို့ပြောမှာဖြစ်ဖြစ်မှာကျွန်တော်တို့ဘက်ကနေပြီးတော့မှလည်းသူတို့ပုံမှာခွင့်ပေးမှုတွေနဲ့သူဒီတော်လိုက်မှာဆက်လက်ပြီးတော့မှလက်တွဲဖို့အားလုံးဝိုင်းဝန်းပြီးတော့မှစူးစမ်း ကြနေတာပဲဖြစ်ပါတယ်ဒီချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ PTP ပြည်တော်မှာ ကိုကိုအလေးမထားတဲ့ပေါ့နော်စကောင်းဆောင်တွေကိုနောက်ထပ်ဒီစစ်မှုထမ်းဖို့လှုပ်ဆောင်နေဦးမယ်ဆိုတော့သူတို့ရဲ့ဘဝကတော့မကြခင်မှာတော်လန်ရဲဘော်တွေကနေပြီးတော့မှအမုံကျိတ်မျိုးစာဖြစ်ပြောင်းလဲပေးခြင်းကိုခိုင်းမှာပဲဖြစ်ပါတယ်ကျွန်တော်ပြည်သူတွေအားလုံးချွေးကြော်ထားကြတဲ့အတိုင်းပဲ2015မှာကုန်ခင်မှာပဲပြည်သူတရလုံးမြန်မာထားတဲ့ Federal Democracy လမ်းစဉ်ရရှိနေအောင်စ조사ပြီးတော့မှနေပြည်တော်ထိလာသိမ့်မယ်ဆိုတဲ့ပေါ့နော်တော်လန်ကောင်းဆောင်တွေနဲ့သူပြည်သူတို့အားလုံးရဲ့တန်းတန်းချထားမှုဆိုတော့အခုဆိုတဖြည်းဖြည်းရုံလုံးပေါ်လာတာမို့လို့ဒါကိုကျွန်တော်မကြခင်မှာပဲမြင်ရတော့မယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြရင် ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီညမှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကြမှာ channel ပြေဆုံးပြီးတော့မှတာရဲ channel ညာ channel ပြန်ဆန်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။